ီနေ့ရွတ်မဲ့ကဗျာကောင်းစဉ်ဟာအီကျူမဲ့သူများပါဒီကဗျာမရေခင်3-4ရက်လောက်ကကျွန်တော်ကွန်မြူနတီတစ်ခုရဲ့နှစ်လယ်ပွဲမှာဟောပြောခွင့်ရပါတယ်အဲ့ဒီမှာအိုင်ကျူအီကျူနဲ့အေကျူကြောင်းပြောခဲ့ပါတယ်အင်းရောက်တော့ပြန်စဉ်းစားရင်စဉ်းစားရင်လည်းကျွန်တော်တို့အိုင်ကျူကဦးနောက်ကအီကျူကနှလုံးသားကအေကျူကအခက်ခဲကိုကျွန်တော်တို့ဘယ်လိုရုံးထွက်မလဲဆိုတာ ဲ့ဒါကိုကျွန်တော်ပြောပြခဲ့တာပြန်စဉ်းစားရရင်ပြီးတော့လောကမှာဒီနေ့ဒီချိန်မှာခံစားမှုမရှိတဲ့အီကျူမရှိတဲ့သူတွေတော်တော်ပေါ်ပါလားအဲ့အတွင်းနဲ့အီကျူမဲ့သူများဆိုတဲ့ကြပြာကိုရေးပြတာပါဟိုဒါအဲ့ဒီအချိန်ကခံစားချက်နဲ့ဒီကြပြာထွက်လာပါတယ်ဒါလေးနောက်ထောင်ကြည့်ပါမင်းမှာငွေဘိုးတွေရှိနေပါလျက်နဲ့ဒီကာလမှာ လိုအပ်နေတဲ့သူတွေအတွက်မကူမညီမလူမတန်းခဲ့ပါလိမ့်ရင်မင်းမှာအမှုပညာရှိနေပါလျက်ဒီကာလမှာဒုက္ခတဲ့တွေရဲ့ငရေကံအားခံစားစာနာပွင့်အံပြီးထွက်မလာခဲ့ပါလိမ့်မင်းမှာကြပြာလိပ်ပြာပူး ကတ်နေပါလျက်နဲ့ဒီကာလမှာသူရဲကောင်းကျယ်တွေထံမင်းမဝဲမပြန်နိုင်ခဲ့ပါလျင်ဒီကာလမှာသာဝရပျောက်ဆုံးလူပြည့်ရှုံးရဲ့မင်းမျိုးဆက်တွေလည်းအသက်ရှူရင်တည်လိမ့်မယ်ကျေးဇူးပါ